တင်ငန်းများပြုမယ်ဆိုရင်ကိုယ်စိတ်ဆိုင်ရကိုယ့်အိမ်ကိုတင်ငန်းကတ်တော့မယ်ဆိုရင်မဆိုင်တယ်ရလေရှိသေးတယ်ဘုံဘုံလိုဝတ်တဲ့တင်ငန်းဆိုတော့ဒါပဲအဲဆက်ခံတလုံးမှာဝတ်လို့ရတယ်တလုံးဆိုဝတ်လို့မရဘူးဘာလို့အရှင်ဘုရားဘာတင်ငန်းရောက်ဝတ်လဲဘယ်ဆိုင်ဝတ်လဲဘာလို့ဘလို့တင်ငန်းကအကောင်းဆုံးနဲ့မေးပြီးတော့သူရင်တော့အကျိုးများပါလိမ့်မယ်ဒါကြောင့်ဘုံဘုံကမလူစီစီနဲ့တင်ငန်းနေဘုံဘုံပြောပြမယ် နံပါတ်၄သင်္ကန်းကဘာလဲဆိုတော့အဖြစ်သင်္ကန်းပြောဖြစ်သင်္ကန်းအဖြစ်သင်္ကန်းနံပါတ်၄သင်္ကန်းကအဝတ်သင်္ကန်းပြောနော်အဝတ်သင်္ကန်းဒါကနံပါတ်၃သင်္ကန်းကဘာလဲဆိုတော့အဖြစ်သင်္ကန်းပြောနံပါတ်၄သင်္ကန်းကဘာလဲဆိုတော့တန်တရာသင်္ကန်းပြောတန်တရာဘယ်လိုလဲအဖြစ်အဖြစ်ဆိုတာကစူပါမားကတ်တွေမှာသင်္ကန်းကိုချင်းထဲမှာပကယ်လေးထုတ်တာ အဲ့ဒီသင်္ကန်းလေးကိုသင်္ကန်းဖြစ်ရင်ပြီးအောင်ဆိုတော့ခြေလေးဖုန်းကြီးရှေ့ရောက်ခြေလေးကလူလူပြီးရတယ်ပြီးဘာပါလဲသင်္ကန်းပါလဲအဲ့ဒီမှာတစ်ခါတည်းပါလေးကလက်စစ်စ်ပြိတ္တာပါလေးနော်လူတွေဆိုတာပြိတ္တာအကြောင်းငားမလဲဒါကြောင့်လို့အဲ့ဒီလိုအဖြစ်သင်္ကန်းဘယ်တော့ခါမှမလူကြပါလေနံပါတ်၄ရှားဝါးမဲ့သင်္ကန်းပါလေအဖြစ်သင်္ကန်းကိုမကျွမ်းကျင်တဲ့ level မှာနော်ကိုယ်တော်မှအပွဲစားခရင်တစ်ခုကိုကောင်းကောင်းခရင်နာမည်ရှိတဲ့ ဘုရားမယ်ပစ္စည်းကိုကြိုက်တယ်လို့ပဲသံဃာတော်အရှင်သူမြတ်တို့လည်းတည်တယ်နော်ဒီနန်းကောင်းကောင်းလေးကိုကြပါသည်အဲ့ဒီစေတနာလေးကိုရှိထားပါဒါကြောင့်မို့နံပါတ်1ပြန်ရတဲ့သင်္ကန်းနံပါတ်1ဘာသင်္ကန်းလေးအဖြစ်သင်္ကန်းတယ်နံပါတ်1သင်္ကန်းကဘာလဲဆိုတော့အဝတ်သင်္ကန်းပြောတယ်အဝတ်သင်္ကန်းဆိုတာဘာလို့ဒေါ်လာရာကြီးကြတယ်ဒေါ်လာလေးဆိုတာအများဆုံးဝတ်တာ၅ရက်ပဲတချို့ကြောင့်လည်း၃ရက်တချို့ကြောင့်လည်း၅ရက်တချို့ကြောင့်လည်း၁ပတ်အဲ့ဒါမျိုးဝတ်ပြီးပါလေထွက်သွားကြတယ် အဲ့ဒီလိုတို့ခဏခဏတည်းတို့ယာယီသင်္ကန်းဝတ်တဲ့အခါကျတော့များသောဖြင့်စီဝါစီတွေများတယ်ပတ်စံရှိတဲ့ပုဂ္ဂိုလ်တော့မာနေသင်္ကန်းဝတ်တယ်ပတ်စံရှိတဲ့ပုဂ္ဂိုလ်ကစီဝါစီသင်္ကန်းအဲ့ဒီစီဝါစီသင်္ကန်းလည်းရေတစ်ခါတော့ချလိုက်ရင်နေရာနဲ့မရရဲဘူးအဲ့ဒီသင်္ကန်းကိုလည်းရှောင်ပါနံပါတ်3သင်္ကန်းပါလေအနည်းသင်္ကန်းပြော့ အနည်းသင်္ကန်းဆိုတာအလူရှင်ကလည်းကြည်ကျင်းတတ်တဲ့အရှင်ဘုရားတို့တက်တဲ့သင်္ကန်းစီမံပါဗျာနောက်ဘုရားတန်ခါတော်ရှင်သူကလည်းအာဒီသင်္ကန်းတော့ကောင်းတယ်လူမိုးဆောင်တစ်နှစ်ပတ်လုံးဘုလို့ကောင်းတာတော့ဒီမာတင်သင်္ကန်းပဲနော်ပူလဲဝင်လို့ရတယ်အေးလဲဝင်လို့ရတယ်အဲ့ဒီလိုသင်္ကန်းမျိုးကြတော့အလူရှင်တွေကလည်းရှင်ဘုရားတို့တပည့်တော်တို့ပူလိုက်တဲ့သင်္ကန်းလေးကိုဘုရားဆင်မြတ်ပြီးတော့ပရိယတိအလုတ်တော်၎င်းဖရိပတိအလုတ်တော်၎င်းနော်အရှင်ဘုရားတို့တည့်တည့်ရအလုတ်ကိုလုပ်နိုင်ကြပါစေ ဒါအလူရှင်ဘက်ကအာဒီတာအလူခံခန့်ကကြည့်ပြန်တော့လေဒီမာတေသင်္ကန်းဆိုတော့အရင်ကမလေးအရင်ကလည်းမပေါ်ဘူးဘုလို့ကောင်းတယ်။ယာဒီဥလူယာဒီမရွေးတာဘုလို့ရတာဖြစ်တဲ့အတွက်နော်အရှင်ဘုရားတို့လည်းဒီဒီအလူရှင်ကဒီသင်္ကန်းလေးကိုဟိုဆယ်ပြန်ပြီးအရတ်နဲ့အရတ်တို့ကရောက်ကြမယ်ဆိုရင်ဒီဗီဒီယိုတို့လည်းကုသိုလ်ပြုပါတယ်ခင်ဗျာအဲ့ဒီရည်ရွယ်ချက်ပြောတဲ့လူတဲ့သင်္ကန်းကိုဗာသင်္ကန်းလို့ခေါ် ပါပြီနံပါတ်၄တန်တရာတင်ငန်းပြောနေပါလားတန်တရာတင်ငန်းတန်တရာတင်ငန်းဆိုကျောင်းဘုန်းကြီးတွေမကောင်းလို့ပေါ်ပေါ်တယ်အဲ့ဒီကျောင်းတဲ့ဘုန်းကြီးတွေကဘယ်တော့မှမကောင်းလေလို့လေအဲဒီကျောင်းထဲမှာကွာဒုလဘရာတွေရောက်ရင်ညှပ်ကြတာတချို့ကျောင်းတွေကအာတရားဝတ်တရားအစမ်းကြီးညှပ်ကြဒုလဘတွေဝိတ္တခံကြတယ်ဒီဝိတ္တဒုလဘတင်ငန်းတွေကအင်ကြီးသွားတာရှိရှိတယ်ဘယ်ထားခဲ့တယ် ကြောင်းဟာတဏှာပေါ်ပါလိုက်အဲ့ဒီသင်္ကန်းကြီးပေါ်ပါတော့ခေါဝါတဲ့ဆိုတာသာသနာတော်မှာရှိတယ်ခေါဝါတဲ့ဆိုတာဘာလို့လဲဆိုဒီလိုတထိန်ရာသီးလို့ဘာလို့ရာသီးလို့ကြောင်းဒီသင်္ကန်းတွေလိုက်ကောက်ပရိသနာ၈ပါးလိုက်ကောက်သူကဈေးဘုံနဲ့ကောက်ဈေးဘုံနဲ့ကောက်ပြီးတော့ဘာလို့လိုက်လဲဆိုတော့သူကအဲ့ဒီဒီလိုဒုံပတ်တဲ့ရာသီးဆိုရင်စိတ်တော့ကြမ်းတယ်ခေါဝါတဲ့ကဘောတော့မောင်းပေါ်တာကြောင်းနဲ့မလာဘူးလို့ပြောပါတော့အဲ့ဒါလေဒီသင်္ကန်းကိုဖက်က ချေပြချင်တာကြီးတယ်အဲ့ဒီပုံပြပုံပြကြောက်စိတ်တွေကိုလေအဲ့ပုံပြအဲ့ကြိုက်တဲ့ဈေးနဲ့ဖြတ်ဆက်သွားတာဆိုပြီးတော့အရှင်ဘုရားဒါတော့ရတယ်ဒါတော့မရဘူးပြီးတော့အေးမယ်ဆိုပြီးတော့အဲ့ဒီတင်ကန်းကိုခမာရဲကဝဲတော့အောင်ဝဲတော့ပြီးတော့ဘာလုပ်လဲဆိုတော့အေးရတဲ့ခါကျတော့ရှော်ကိုရင်လေးတို့တော့တင်ကန်းလေးတောက်ဒါစိတ်တမျိုးတက်ပကင်ဖိတ်လိုက်တော့အဲ့ဒီဟာအဲ့ဒီဈေးကဘယ်မှရှိတယ်လို့ပုံလို့ရှိတယ်ကိုရှင်းဖို့မှရှိတယ်အဲ့ဒီလိမ့်ဆာမပါဘူးနာမည်တော့ပါတယ် နော်အဲ့ဒီတင်ငန်းကိုခေါ်ဖို့ဆောဆောပြောတယ်ချင်းနေထဲတယ်မသိတဲ့သူအဲ့တင်ငန်းကိုစိတ်ဖို့နဲ့ဝဲတယ်အဲ့ဒီကြတော့အဲ့ဒီတင်ငန်းမျိုးကဘာတင်ငန်းလို့ခေါ်လဲဆိုတော့တန်တဘာတင်ငန်းဘာကြောင့်လို့ရှင်းပြတန်တဘာတင်ငန်းလို့ပြောတော့ဆိုင်ရနေပြီပဲရောက်လာတယ်ကျောင်းရောက်တယ်ကျောင်းကဒုံပွားဝတ်လို့ပုံထားခဲ့တယ်ပုံထားတဲ့ဘုံညာအဲ့ဒီဒုံပွားရတဲ့ငန်းတွေကိုခွာတွေကိုရောင်းလိုက်တော့ပြန်ပြန်ရောက်သွားတယ်ဆိုင်ဆိုင်ရောက်တယ်ဆိုင်ရည်ပြန်ပြန်ထုတ်ပြီးတော့ပြန်ရောက်သွားတယ် ်ကျောင်းပြန်ရတယ်အဲ့ဒီသင်္ကန်းကိုတန်တရာသင်္ကန်းလို့ခေါ်တာအဲ့ဒီသင်္ကန်းမျိုးလည်းတတိထားမလူစေနဲ့ဒါကြောင့်မို့ဘဝဆိုတာဘာမှမကြဘူးတဲ့နော်ဘာကြောင့်မို့စင်းရတာလဲလို့မင်းရင်ကံလီနေလို့တခါလေးစင်းရတတ်တယ်ပြောတခါတလေကြာတယ်ဉာဏ်ဉာဏ်လို့လေဘဝဝဲတတ်တယ်ပြော ံကြောင့်လဲစင်းတယ်ညံကြောင့်လဲဝဲတယ်